လူတိုင်းလူတိုင်းဟာသာဝရပြုံးရှင်နေတာမဟုတ်တယ်လို့လူတိုင်းလူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင်ထိန်းချုပ်နိုင်မှုလိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတို့ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်တာစိတ်တွေဖြစ်လာလို့ရှင်လည်းထိန်းချုပ်ဖို့လိုအပ်တယ် မိမိကိုယ်ကိုတကိုးစကားကောင်းဆန်တဲ့စိတ်တက်တွေဝင်လာလို့ရှင်လေထိမ့်ချုပ်ဖို့လိုအပ်တယ်။ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှင်လေသူ့ရဲ့အတိညာဟာအပြော့သွားပြီးတော့မလုံတဲ့နာတွေမပြောတဲ့နာတွေပြောမလုံတဲ့နာတွေလုံတာဖြစ်တတ်တယ်။ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှင်လေစဉ်းစားညာပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုံတဲ့နာတွေလုံမိတယ်